အားလုံးမမင်္ဂလာပါခင်ဗျာမူလ2019ကနေကြိုဆိုပါတယ်ကျွန်တော်ဒီဗီဒီယိုမှာတော့ဒီနေ့ပေါ့ကစားကြမဲ့ပွဲအရှုပ်ကိုပွားမှာဖြစ်ပါတယ်ဗျာမနေ့ကတော့သတူးရဲ့ရောင်းပွဲလဲအပေါင်းပြခဲ့တယ်လို့ကျွန်တော်ရဲ့မမတွေလည်းအပေါင်းပြခဲ့ပါတယ်ဗျာဒီနေ့မှလည်းသတူးကရောင်းပွဲထွက်ပါတယ်မယ်စိတ်ဝင်စားတဲ့သူတွေအောက်ကကွန်မန့်မှာတော်ရောက်ဆက်သွဲမေးမြန်းပါဗျာဘောလုံးပွဲတွေကိုတရက်ကြည့်ချုပ်ပြီးတော့ကစားချင်တဲ့ညီကိုတွေအပေါင်းကောင်ကကိုကွန်ကွန်၃၅၁၁၆၁၁အဲ့မှာပခန်းကိုကြီးကျော်ရှိတယ်ဗျာတော်ရောက်ဆက်သွဲနိုင်ပါတယ် ပြီးတော့သူတို့ချမှတ်ထားတဲ့စီမင်းစည်းကမ်းတွေမေးပါဗျာဟိုကမလို့ရတရားမလို့ရတွေရှိပါလိမ့်မယ်ကျွန်တော်ကြော်ညာပေးတာကအဲ့ဒီစီမင်းစည်းကမ်းတွေအကြောင်းမဟုတ်ဘူးဒီဘက်တွေဒီငွေကြေးပိုင်းဆိုင်ရာယုံကြည်စိတ်ချရတယ်ဆိုတော့စံနှုန်းတစ်ခုတည်းကိုကြည့်ပြီးတော့ကျွန်တော်ကြော်ညာပေးတာဖြစ်ပါတယ်အဲ့တော့အဲ့ဒီစကန်နေနဲ့ကိုနဲ့အဆင်ပြေတယ်ဆိုရင်တော့ကြက်ရင်စော်ဖို့ဗျာမကြက်ရင်တော့ကြော်သွားဖို့အစွန်ဘီလာနဲ့ဖူဟန်တို့ကစားကြမယ်ပွဲဒီနေ့ရဲ့ပရီးမီယာလိအစောပွဲမြန်မာစံတော်ချိန်9:00ခွဲမှာဖြစ်ပါတယ် ဒီဘက်မှာဗီလာသင်းဒီဘော်ဒီဂျေးတရေနှုတ်45ပေးထားပါတယ်ကိုပေါင်းဂျေးကနှစ်အနှုတ်65 68လောက်ပေးထားတယ်ကျွန်တော်ဒီဘက်မှာဖူဟန်သင်းဘော်ဒီကြိုက်တယ်ကိုပေါင်းမှာဂိုးအောက်ကြိုက်ပါတယ်ဗျာလာလီဂါဘက်ကိုကြည့်ရင်ဘယ်လကာတိုနဲ့ဆီပီယာတို့ကစားကြမယ်ပွဲဒီပွဲကလည်းအစောပွဲပဲမြန်မာစံတော်ချိန်ညနေ6:00နာရီခွဲမှာကစားမှာဗျာဒီပွဲမှာဘယ်လကာတိုသင်းကနေဘော်ဒီဂျေးတရေအနှုတ်80ပေးထားတယ်ကိုပေါင်းဂျေးကနှစ်အနှုတ်80ပေးထားတယ် အရင်ချင်းနှစ်တွေကအချိန်တွေနဲ့ကြည့်ရင်တော့ဘယ်လဂါနိုနဲ့ဆီဗီယာဆိုတာကွာကြီးပြဆီဗီယာတဲ့ဘယ်လဂါနိုဘလို့မှလိုက်မမီတဲ့အချိန်တွေမျိုးဒါပေမဲ့ဒီဘက်နှစ်တွေမှာဒီဆီဗီယာအသင်းကတန်းစင်းစုံတတအသင်းဖြစ်သွားတယ်ဆိုတော့ဒီဘက်မှာဘယ်လဂါနိုပေးထားတဲ့ဒီဘော်ဒီဂျေးတီရောက်တဲ့တော့မရောက်သေးဘူးလို့ကျွန်တော်ကတော့ထင်တယ်ဆိုတော့ဒီဘက်မှာဆီဗီယာအသင်းဘော်ဒီကြိုက်တယ်ကိုးပေါင်းမှာကျွန်တော်ကိုးအောက်ထက်ကြိုက်တယ်နောက်ထပ်တစ်ပွဲကတန်းတက်လာတဲ့ LC နဲ့ Setavigo တို့ကစားကြမယ်ပွဲဒီဘက်က7:45မှာဖြစ်ပါတယ် ဒီပွဲမှာပေးထားတဲ့ဗိုလ်ကြီးကဒီဆက်တာဗီကိုလိုဥရောပပွဲတောင်ကစားနေရတဲ့အသင်းကြီးကတန်တက်အစီအသင်းကိုဒဲဝင်ယူပေးထားတယ်ကိုပေါင်းကျေးဒီနေ့အနှုတ်40ဖြစ်ပါတယ်ဆိုတော့ LCD လက်တလုံးမှာလာလီကာမှာပြဒီလုံးဝတရားရဂိုင်နှုတ်အပြစ်ကြည့်အောင်ထားတဲ့အသင်းဆက်တာဗီကိုကတော့သိတဲ့အတိုင်းပဲတရေပွဲတွေကြီးပတ်ကစားနေတဲ့အသင်းအဲ့ဒီအချက်တစ်ချက်ကြောင့်ဒီပွဲမှာဆက်တာဗီကိုက LCD အသင်းကိုဂိုးဒီဗိုလ်ကြီးအကျော်မပေးထားဘူးဆိုရင်တော့တော်တော်လေးကြီးစရာကောင်းတယ် ပြီးတော့ပို့ပြီးကြေပြကောင်းတာကကျွန်တော်တို့ဗျာတေချာစဉ်းစားကြည့်ကြည့်ကျွန်တော်တို့တွေဒီဒီဘော်ဒီချင်းမအောင်တဲ့ပွဲတို့ဂိုးပေါင်းချင်းမအောင်တဲ့အသင်းတို့ဂိုးမပေါ်တဲ့အသင်းတွေဆိုချောင်းပြီးတော့ကျွန်တော်တို့ဟာဒီပွဲကဒီအသင်းဒီဘော်ဒီချင်းမအောင်တာများနေပြီးအောင်ရတော့မယ်အောင်ရတော့မယ်ဆိုပြီးတော့ကျွန်တော်တို့ကအဲ့ဒီအသင်းကိုလိုက်မဲပြီးကစားတတ်တယ်လိုက်မဲတယ်လိုက်ရှုံးနေတယ် ဲ့ဒါနဲ့စန့်ကျင်ဘက်ကြတော့တင်းတင်းဟာကျွန်တော်တို့ရှေ့မှာ၃ဘွဲဒါမှမဟုတ်၄ဘွဲလောက်ကြေးအောင်ပြနိုင်ပြီဆိုရင်ကျွန်တော်တို့ကအဲ့ဒီကြေးအောင်နေတဲ့နောက်ကိုမလိုက်ဖဲနဲ့ဟာဒီအသင်းကတော့အောင်တာများနေပြီကြတော့ပါပဲဆိုပြီးတော့ light switch ချတတ်တယ် AC ကဒီနေ့စဉ်ဒီကျွန်တော်တို့ light switch ချတဲ့အသင်းနေတဲ့မှာမပါဘူးဖြစ်နေတယ်ကျွန်တော်ကဒီဘွဲမှာ AC ကိုဆွဲမချဘူးတခါမှလည်းကျွန်တော်ဆွဲမချဘူးဒီဘွဲမှာ AC အသင်းပေါ်ကြီးကြိုက်တယ်ပြီးတော့ဒီ5ပေါင်းကြီးမှာနှစ်ဖက်သွင်းကိုတေချာပေါင်းချိမယ်လို့ယူဆလို့5ပေါင်းအပေါ်ပါကျွန်တော်ကြိုက်တယ်ဗျာ နောက်ထပ်တပွဲက17နာရီမှာကစားမဲ့ဘာစီလိုနာနဲ့ရီယယ်ဆိုစီဒက်ပွဲဘာစီလိုနာသင်းသည်အဆင့်နှစ်ဆိုစီဒက်ကအဆင့်18မှာရှိပါတယ်ဒီပွဲပြင်ဘာစီလိုနာသင်းသည် PSG အသင်းနဲ့သူတို့ရဲ့အိမ်ပွဲမှာချန်ပီယံလိပွဲကစားဖို့ရှိပါတယ်ဒီပွဲမှာပေးထားတဲ့စတဲ့ကြေးက2ပေါင်း90ဂိုးပေါင်းကြီးသည်3နှုတ်100လွန်ခဲ့တဲ့တနာရီလောက်မှာဘာစီလိုနာသင်းရဲ့ဘော်ဒီကြေးက2ပေါင်း90လောက်ထိဖြစ်သွားတာတွေ့ခဲ့ဆိုတော့ဒီပွဲရဲ့ ဘော်ဒီချင်းဝင်ရိုးသည်ပွဲကစားဖို့နေကလာတဲ့အချိန်မှာအဲ့ဒီတင့်နှုတ်တရာဝင်ရိုးတူအပေါင်း90လောက်ထိရောက်သွားမဲ့ပွဲလို့ကျွန်တော်ယူဆတယ်။မနေ့ညကရီယယ်မက်ဒရစ်သင်းရှုံးခဲ့တယ်ဒီညမှာလည်းဘာစီလိုနာနိုင်ဖို့မရှိဘူး။အဲ့ဒီသီအိုတွေကဟိုမှားခဲ့တယ်ဗျာ။ရီယယ်ကြီးမအောင်ရင်ဘာစီလိုနာဘရောမှကြီးမအောင်။အများစုကြီးမအောင်။ဆိုတော့ဒီပွဲမှာရီယယ်ဆိုစီတဲ့အသင်းပေါ်ကြီးကြိုက်တယ်။ဂိုးအောက်ပါကျွန်တော်ကြိုက်တယ်။ နောက်ထပ်တစ်ပွဲက Real Betis နဲ့ Osasuna တို့ကစားကြမဲ့ပွဲဒီပွဲကတနအီခွဲပွဲဖြစ်ပါတယ်ဒီပွဲမှာ Ancient Betis အသင်းကနေ Body Change 1.50ပေးထားတယ်ဂိုးပေါင်းကျဲက2အနှုတ်60ဆိုပြီးတော့ပေးထားပါတယ်ဗျ Real Betis ဒီကစားပုံကောင်းတယ်ဗျဒါပေမဲ့ဟိုဥဆောင်ဂိုးတွေပေးနေရတာကဆိုးတာဟိုဥဆောင်ဂိုးတွေပေးပြီးရင်အဲ့ဒီဥဆောင်ဂိုးတွေနဲ့ပဲသူကစားပုံဘလောက်ကောင်းကောင်းအနိုင်ရမဲ့ပွဲတွေခါရှင်းပေါ့ဂိုးတွေဖြစ်ပြီးတော့သူမနိုင်ဘူးဒီဘက်မှာ Osasuna ကိုပေးထားတဲ့ဒီ1.50ကြေးခါပြင်းတယ်ဆိုရင်ပဲ Ancient 1.50ဟာ ကျွန်တော်ကြောက်တယ်ဗျနောက်ပိုင်းတဖြည်းဖြည်းအင်ရှင်ဝမ်ပေါင်း90တွေကမအောင်ဘူးဆိုတော့ဗျအင်ရှင်တင်းတင်းနှုတ်90ဝင်ရောတော့မကြိုက်တာဝမ်ပေါင်း90မှာဥစားဆွနာတင်းပေါ်တွေကြိုက်တယ်ကိုပေါင်းချင်းမှာတော့ကိုအောက်ပါကျွန်တော်ကြိုက်တယ်ဆဆူအိုလိုနဲ့ဥဒီနစ်ကစားကြမဲ့ဘွဲကညနေ9နာရီတိမှာဗျဒီဘွဲပေးထားတဲ့ဂျေးကနည်းနည်းလေးတော့ဟာတဆန်တယ်တန်တက်ဆဆူအိုလိုအတင်းကနေဥဒီနစ်လိုအတင်းကိုဘော်ဒီဂျေးတရင်နှုတ်30ပေးထားတယ်ကိုပေါင်းချင်းကနှစ်အနှုတ်40ဆိုပြီးပေးထားတယ် Odinis ကိုသွက်ရှော့မှုတက်နေတော့အဲ့ဒီအသင်းတွေရလက်တွေဆိုးနေအောင်လို့ Odinis က Odinis တို့ဒီ Torino တို့ဟာ Serie A မှာလုတ်ပွဲလို့တန်တရာရှိနိုင်တဲ့ပွဲကစားတဲ့နေရာမှာဆရာကြီးတွေမအောင်ဆိုရင်အောင်သွားတယ်ဒီအသင်းကကြင်ပြင်းပြင်းနေပြီသူတို့ကိုလိုက်မဲရင်အောင်ကြမှာအောင်တယ်ဒီဘက်မှာကျွန်တော် Go out တကြောင်းပဲကျွန်တော်ကြိုက်ပါတယ်ဗျာနောက်ထပ်တစ်ပွဲက Pisa နဲ့ Fiorentina ကစားကြမယ်ပွဲဒီပွဲက9ရက်ခွဲပွဲဒီပွဲမှာ အဲ့တဲ့ဖီယိုရီနာအသင်းကနေတရေအနှုတ်90ဝင်ရိုးပေးထားတယ်ဂိုးပေါင်းကြီးကနှစ်အနှုတ်30ပေးထားပါတယ်ဒီဘက်မှာတန်တက်အသင်းပီဆာဘော်ဒီကြိုက်တယ်ဂိုးပေါင်းမှာကျွန်တော်ဂိုးပေါင်းအပေါ်ပါကြိုက်တယ်ရိုမာနဲ့ဗီရိုနာတို့ကစားကြမဲ့ပွဲကလည်းမြန်မာစံတော်ချိန်9နာရီခွဲပဲဗျာဒီဘက်ကဒေါ်လေးနှမျောစရာကောင်းတယ်ဗျာဟိုဆော့ဝဲဖြစ်နေတာကျွန်တော်ကဆော့ဝဲတွေဆိုကြောက်လေးကြောက်တာရှိတယ်ဘာကြောင့်နှမျောတာလဲဆိုတော့ဟိုကျွန်တော်တော်တော်လေးကြိုက်လို့အစောပွဲဖြစ်နေတဲ့အတွက်ကျွန်တော်ဘာမှဒီပွဲကိုတော့လုံးဝမဟုတ်ဘူးထိုင်ကြည့်ပါအစောပွဲကအပူလောင်သွားရင်တ냐လုံးအိတ်လို့တော့မရဘူး ဒီဘက်မှာရိုမာအသင်းကနေဘော်ဒီဂျင်1အနှုတ်30ပေးထားတယ်ဂိုးပေါင်းကြီးက2အနှုတ်80ဆိုပြီးပေးထားတယ်ဒီပွဲရဲ့ပုံမှန်ဒီ1အနှုတ်50 1အနှုတ်30ဒီဘော်ဒီဂျင်တွေဒီနောက်ကအမြဲကတ်လိုက်လေးရှိတာက3ပေါင်း50ဒါမှမဟုတ်ရင်တတိတီဝင်ရောကနေ3ပေါင်း20နဲ့ပဲကတ်လိုက်လေးရှိတယ်ဂိုးပေါင်းကြီးပေါ့ခုလိုမျိုး1အနှုတ်50ဂိုးပေါင်းကြီးဝင်ရောနဲ့လာတဲ့ပွဲဟာတော်တော်လေးရှားတယ်1အနှုတ်50ဝင်ရောကို3ပေါင်း50နဲ့ကတ်လာပြီဆိုရင်အဲ့ဒီပွဲတွေက2-1လို့ ူတူတို့ဝမ်းဝမ်းတို့ဖြစ်သွားတာမျိုးပဲရှိတယ်။ဧည့်သည်ဒီအင်ရှင်အသင်းဘော်ရီဂျင်းမအောင်တတ်ဘူး။ဒါပေမဲ့ဒီ1050ဝင်ရိုးကိုနှစ်နှုတ်90နဲ့တွဲလာပြီဆိုရင်တော့အင်ရှင်အသင်းတွေကအပေါ်ကိုဇုံလိုက်အောင်သွားလိမ့်ရှိတယ်။ဆိုတော့ဘလို့ကိုသွင်းရမှမသိတဲ့ရိုမာတို့ဒီဘက်မှာဗီရိုနာကိုတော့နှစ်ဂိုးထက်ပိုပြီးတော့တောင်ပြတ်မယ်လို့ကျွန်တော်ယူဆတယ်။ဒီဘက်မှာရိုမာအသင်းဘော်ရီကြိုက်တယ်။ဂိုးပေါင်းမှာဂိုးပေါင်းအပေါ်ပါကျွန်တော်ကြိုက်တယ်။ပြီးတော့ဒီရိုမာနဲ့ဗီရိုနာပွဲဟာနောက်ကျပွဲသာဆိုရင်ဒီပွဲဟာကျွန်တော်အကြိုက်ဆုံးပွဲပဲ။ လက်ရှိနဲ့ဘိုလော့ညာတို့ကစားကြမဲ့ပွဲကမြန်မာစံတော်ချိန်စင်နာရီခွဲမှာဖြစ်ပါတယ်ဒီပွဲမှာဘိုလော့ညာတဲကလက်ချီကိုဘော်ရီဂျေးတရေနှုတ်တရားပေးထားတယ်ဂိုးပေါင်းကြီးကနှစ်အနှုတ်30ပေးထားတယ်ဆိုတော့ဘိုလော့ညာနဲ့လက်ချီအဆင့်တူမှမဟုတ်တာဗျာဒီပွဲမှာလက်ချီအသင်းရဲ့ဘော်ဒီကိုကျွန်တော်ကြိုက်ပါတယ်ဂိုးပေါင်းမှာကျွန်တော်ဂိုးအောက်ပါကြိုက်ပါတယ်ဗျာနောက်ထပ်တစ်ပွဲက City ရဲ့ဒီနေ့နောက်ကျဆုံးပွဲပွဲကြီးပွဲကောင်းပွဲ AC Milan နဲ့ Napoli တနင်္လာနေ့15မှာဖြစ်ပါတယ် ဒီဘက်မှာအင်ရှင်အီစီမီလန်တင်းကနေဘော်ရီဂျေတရေနှုတ်80ပေးထားတဲ့ဂိုးပေါင်းဂျေကနှစ်အနှုတ်55ပေးထားတယ်။နာပိုလီရဲ့လက်ရှိဖောင်ကြီးကလည်းကြောက်စရာကောင်းတယ်လို့အီစီမီလန်လက်ရှိတွားနေတဲ့လမ်းကြောင်းကလည်းမိုက်တယ်ဗျ။ဒီဘက်မှာတော့ကျွန်တော်အီစီမီလန်တင်းဘော်ဒီတစ်ကြောင်းပဲကျွန်တော်ကြိုက်တယ်။ AC တို့အနိုင်ဆုံးတရေတော့တေချာပေါက်ကစားမယ်လို့ကျွန်တော်ယူဆတယ်။နာပိုလီတော့သာသူခံစက်ဘလောက်ကြစ်ကြစ်လှုပ်လာလှုပ်လာအီစီမီလန်ဒီဒီဘက်မှာနာပိုလီကိုအနိုင်ရအောင်ကစားလိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်။ ကိုလုံးနဲ့စတုဂတ်ကစားကြောင်းမဲ့ပွဲဂျမန်ဘွန်ဒက်လီကာပွဲစင်နာရီတိမှဖြစ်ပါတယ်ဒီပွဲမှာဗိုရီချေးဒဲဝင်ယူပေးထားတယ်တိတိကျကျပြောရရင်စတုဂတ်အဝေးဝင်းစတုဂတ်ကနေကိုလုံးကိုတရေအနှုတ်အဲ30လောက်ပေးထားတယ်ဗျကိုပေါင်းချေးက3အနှုတ်40ဒီပွဲရဲ့ဗိုရီချေးနဲ့ကိုပေါင်းချေးတိတအားဟတယ်ဆိုပေမဲ့ဗိုရီချေးပါပြီးတော့ကိုပေါင်းချေးတော်တော်လေးထူတယ်ဆိုပေမဲ့ဂျမန်ဘွန်ဒက်လီကာရဲ့3အနှုတ်40ဘောပေါင်းချေးဝင်ရိုးတွေကိုကျွန်တော်လုံးဝကြိုကျင်ဖို့မရှိဘူးဒီပွဲမှာကျွန်တော် go out တစ်ကြောင်းပဲကြိုက်တယ် နောက်ထပ်တပွဲက Union Berlin နဲ့ Hamburger တို့ကစားကြမဲ့ပွဲ Ancient Union Berlin တင်းကလည်းတရင်နှုတ်80ပေးထားတယ်ကိုပေါင်းကျက3အပေါင်း60ပေးထားတယ်ဒီဘက်မှာကျွန်တော်ကိုပေါင်းအပေါ်ကြိုက်တယ်ပြီးတော့ဧည့်သည် Hamburger အသင်းပေါ်လေးကျွန်တော်ကြိုက်တယ်ဘော်ဒက်လီကအစောပွဲ Freiburg နဲ့ Hoffenheim ကစားကြမဲ့ပွဲ Ancient Freiburg တင်းကလည်းတရင်နှုတ်30ပေးထားတယ်ကိုပေါင်းကျက3 D ဝင်ရုပ်ပေးထားတယ်ဒီပွဲတော့ကိုပေါင်းအပေါ်ကြိုက်တယ်ဒီနေ့ဘော်ဒက်လီက3ပွဲမှာအဲ့ဒီ J ပြင်းတဲ့ Stuttgart တုံနှုံ90ဝင်ရုံးမှာအဲ့ဒီပွဲကိုပဲကျွန်တော်ကိုအောင်ကြိုက်ပြီးတော့ကျန်တဲ့နှစ်ပွဲလုံးကျွန်တော်ကိုဘောကြိုက်တယ်။ဆိုတော့ကြိုက်ရင်စောမကြိုက်ရင်ကြော်ပေါ့ဗျာ။အစိုးရလက်ကြည့်ပေးကြတဲ့တယောက်ချင်းစီတဲ့ကျေးဇူးအထူးပဲတင်ရှိပါတယ်။မြန်မာပြည်ကြီးမြန်ဆုံးအေးချမ်းပါစေ။အာတမတရားလဲမြန်မြန်ကြဆုံးပါစေခင်ဗျာ။